အရန်တွေမစုံမနစ်ကြိုးစားနေတာထက်မဲရဲ့ဆွမ်းအားတွေကိုပြန်လဲဥတည်ညွှန်ရမယ့်အခြေရောက်နေပြီဆိုတာတတိလေးဝင်အောင်တော့အလုတ်ကိုလည်းမစုံမနစ်ကြိုးစားပြီးတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့တောင်းမဲ့မိခဲတရေရဲလေးတွေအားလုံးမင်္ဂလာပါခင်ဗျာဘလိုပဲကြိုးစားကြိုးစားငွေကြေးကလေဟိုကိုယ့်ရဲ့စိတ်ထဲမှာအချက်ဟာလိုက်လို့ပြီးလိုက်ပြီးလိုက်လာတော့မဟုတ်ပြီမဲ့ပတ်စံကိုအဲ့လိုဖြစ်နေရင် စုတလောင်မရလုတလောင်မရတဲ့သူမျိုးတွေခံစားနေရတယ်ပေါ့နော်လုတလောင်ဖတ်မသိအောင်ခံစားရတဲ့မျိုးတွေလုတာအာမလို့အာမရဖြစ်တယ်ဆိုရယ်ခံစားချက်မျိုးတွေခံစားနေရလားပေါ့နော်ခရစ်ခံစားနေရတယ်ဆိုရင်တခြားမှန်းခဲ့ပြီးအောင်ပေါ့နော်ဆိုတော့ manifest တွေလုတ်တယ် host တွေလုတ်ခံရတယ်ဟိုစုတောင်းတယ်ဒါပေမဲ့ဟို move online move in like move ပြေးလိုက်ပျောက်လိုက်ဖြစ်နေရတဲ့သူမျိုးတွေများတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့စိုးရိမ်ကြတော့ကများနေတာမျိုးတွေလည်းခံစားမိတဲ့ဒီ energy ထဲမှာလေပြီးတော့ဒီရဲ့ treasury ရဲ့ပေါ့နော်ဒီ reading ကိုမြင်တဲ့တွေထဲမှာ ငွေကြေးနဲ့ပတ်သက်ပြီးတော့တားဆီးနေတဲ့ဆွမ်းအင်မျိုးတွေအစိုးတစ်ခုခုကမြန်ကိုကိုလာပြီးပိတ်ဆို့နေရလားလို့ငွေကြေးနဲ့ပတ်သက်ပြီးတော့မြန်တစ်ခုခန်းစားနေရတာလားတရားရုံးရဲ့ပြောကားကြောင့်မြန်ဒီလိုမျိုးဖြစ်နေရလားဆိုရယ် ever i အနောက်ချက်မျိုးတွေများနေရမျိုးတွေမြင်နေအကျွေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေလုံးချချလက်ပတ်ရမ်းနေရတဲ့သူမျိုးတွေအာအလင်းမမီမှာဖြစ်တာကြောက်တဲ့သူမျိုးတွေငွေကြေးကိုဝင်လိုက်ချလိုက်မများတဲ့သူမျိုးတွေပေါ့နော်အဲဒီလိုမျိုးတွေအရင်ဆုံးမြန်မာကိုတည်တယ်ကက်မချိုးတည်လဲကျွန်တော်ခန်းစားမိနေတယ် အဲ့တော့ပထမဆုံးအနေနဲ့ DVD ကိုကြည့်ဖြစ်တဲ့သူတွေအတွက်တသက်စာနှလုံးသွင်းထားတဲ့စိတ်အခြေအနေအကြောင်းဇူရီယာဆိုင်တွေအကြောင်းကိုသိချင်တယ်ဆိုရင်တော့ကိုမမမန်းခဲ့ပြီးပါကျွန်တော်ရဲ့ energy ကမကိုက်လဲတီးရအောင်အခုကျွန်တော်ဘာကမှမချိုးသေးဘူးခံစားချက်တွေပြပြပေးနေတယ်ကိုက်တိုက်ဆိုင်လားမတိုက်ဆိုင်လားအရင်ဆုံးမှန်းခဲ့ပြီးဆိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကိုစောင့်ကြည့်နေကြတဲ့ Treasury ရဲ့ဇူရီယာဆိုင်တွေထဲကဆန္ဒလာယာဒီခွင်မှာဖွာကြတဲ့တောင်း တာသမီတွေအားလုံးမင်္ဂလာပါခင်ဗျာဆိုတော့ကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီရက်မှာတော့တစ်နှစ်လုံးစောင့်ပြီးမှရတဲ့11 11 portrait အကြောင်းပေါ့နော်ဒီအနာဂတ်မှာဖြစ်လာမယ့်အခြေအနေမျိုးတွေနဲ့တစ်နှစ်မှာတစ်ခါပဲကြုံလဲ17ရက်17လဆိုရဲ region လေးကိုကျွန်တော်လုပ်ပြီးမှာပါတစ်နှစ်လုံးစောင့်ဆိုင်ခဲ့ရတဲ့11မော်ဝင် portrait ဆိုတော့ဒီနေ့ကိုဘဝအချိန်ကြီးပြောင်းလဲပြစ်လို့ရတဲ့အချိန်လို့လည်းတတ်မှတ်ကြရတယ်။တကယ်လို့မြန်တီပရမီတီတွေပေါ့နော်ဒီရဲ့နီလမျိုးတွေဒီ11 11တွေကိုစိတ်ဝင်စားဖို့ဆိုရင်တော့ကြော်သွားလို့ရပါတယ်ခင်ဗျာ။ဒီဗီဒီယိုက ဒီ meeting ကိုစိတ်ဝင်စားတဲ့သူမျိုးတွေနဲ့ဒီ11 11အကြောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်တည်တံ့ဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ the chair တော့ပါအဲ့တော့ဒီ let the law ဆိုတဲ့ကာလမျိုးမှာဒီ meeting ကိုကြည့်ဖြစ်တဲ့သူတွေကလေပတ်ဝန်းကျင်ရဲ့မနာလိုဝန်တုံမှုတွေကိုခံစားနေရတဲ့အခိုက်အတန့်မျိုးတွေများတယ်လှုပ်ချင်တာကိုလှုပ်ပြစ်ချင်ပြီးမဲ့လဲဟန့်တားနေတဲ့သူမျိုးတွေများတာမျိုးတွေမြင်နေတယ် ကိုယ်ကိုထိန်းချုပ်တဲ့သူမျိုးတွေရှိနေတယ်ဆိုရခံစားချက်မျိုးတွေရနေတတ်တယ်အတီးကားကဒီလူတွေကဘသူတည်လဲဆိုတော့လေအပြင်လူတွေမဟုတ်ဘူးเนาะလုံးဝအပြင်လူမဟုတ်ဘူးကိုယ့်ရဲ့မိသားစုတွေတမမဟုတ်ရင်အလုတ်ဖော်ကိုင်းဖက်တွေကိုယ်တတိမထားမီရတကယ်လိုကီမတိဘူးမတက်ဘူးဆိုပြီးအေးစေးတည်တဲ့နေတဲ့သူမျိုးတွေရဲ့ ever eye ကိုထုတ်လွန်ခံနေရတဲ့အကက်မျိုးတွေမြင်နေတယ်တဲ့အဲ့တော့ဒီ11 11ဆိုရဲကာလာကနေစပြီးတော့တီးခံနိုင်တဲ့လောက်ပဲတီးခံတတိလေးထားကြည့်ကြည့်ပါတော့အရနာတကကကျတော့ temperance ကိုကြားတယ်အဲ့တော့ဒီကက်ရဲ့သဘောတဘာဝဒီမှာထိမ့်သိမ့်ချင်းမျိုးတွေညှိနှိုင်းချင်းမျိုးတွေ ြင်တယ်အဲ့တော့အာ communicate ပြန်လုပ်ခြင်းနဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့ပြန်လာခြင်းတဲ့သူမျိုးတွေရှိနေတယ်လူအဟောင်းတရားရောက်ကိုယ်စီကိုပြန်လာခြင်းနဲ့ခံစားချက်မျိုးတွေရနေတယ်ဒီရက်ကနေစပြီးတော့တရားရောက်ကကိုယ်ကိုလည်းရုပ်ရည်ချစ်တတိယပြီးပြန်လာခြင်းနဲ့ခံစားချက်မျိုးတွေရတယ်ကိုကိုရိုင်းကလည်းကိုယ့်ရဲ့စိတ်ခံစားချက်မျိုးတွေကိုယ့်ရဲ့အသွေးတွေကိုရှင်းရှင်းလင်းလင်းဆန်းစစ်နေတဲ့အကန့်မျိုးတွေလည်းမြင်နေပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုက the sense အသိအဟောင်းတွေပြန်လာမယ်ပဲမြင်နေတယ်ရောဒီနောက်ခုကြည့်ရတဲ့လောက်ကကျတော့အသိအဟောင်းတွေပဲပြန်လာမယ်ဆိုရဲအခိုက်အတန့်မျိုးတွေမြင်နေ past life connection ပေါ့နော်အသိဘဝတော့ကကိုပတ်သက်ခဲ့ပြီးတဲ့သူမျိုးတွေအသိဘဝဆိုတာဒီပြီးလေလွန်နေပြီးတော့အခိုက်အတန့်အကုန်လုံးကျွန်တော်တို့အသိလို့ကောက်ချက်ချကြမယ်အဲ့တော့မိပြသွားပါပြီခင်ဗျာမပြောတော့ပါဘူးလို့ဆိုတော့ဆက်သွားကြမယ်ဗျာ အတိတ်နဲ့ပတ်သက်ပြီးတရားကကိုယ့်ကိုပြန်လာခြင်းတွေအခိုက်အတန့်မျိုးတွေလည်းဒီမှာမြင်မိတယ်ပေါ့နော်အာ NFH business တွေပေါ့နော်ကိုမပြီးဆုံးသေးတဲ့အကိအကိစားအကန့်အသတ်မျိုးတွေကိုတာဝန်မကြည့်ဘူးခံစားရတာမျိုးတွေကိုလောက်ခဲ့တဲ့အခိုက်အတန့်မျိုးအမလို့အမရဖြစ်နေတဲ့ကိစ္စမျိုးတွေကလေဒီ11 11 portrait ကာလထဲမှာကအလွန်ပြင်းထန်တဲ့စိတ်ခံစားချက်တစ်ခုကပြန်လဲဖွဲ့ကြည့်နိုင်တဲ့ပုံစံမျိုးတွေရှိတယ်အတိတ်နဲ့သတိပြန်ကဲကြည့်ပြဒီရက်ကနေစပြီးတော့လေကိုယ့်ရဲ့စိတ်ခံစားချက်ကိုရှင်းရှင်းလင်းလင်းပြပြသားသွေးကြည့်ကြည့်နောက်တနေ့မတိုင်ခင်မှာအပြောင်းလဲတွေဖြစ်သွားနိုင်မယ်ဘာလို့လဲဆိုကြားတဲ့ကက်တွေကိုလည်းကြည့်လောင်လုံးဝကွာဟို grade တွေကြီးပဲ share တွေကြီးပဲပြီး DVD တွေကလည်း share တဲ့သူပဲကြီးမှာလူတိုင်းမကြည့်ဘူးပြီးတော့အရှိမကျွန်တော် intro က thumbnail လောက်ကြာထားတယ်အဲ့တော့ DVD ကိုကြည့်ရင်တော့လုံးဝခံစားချက်ကိုစိတ်ရှိရှိထားပြီးတော့ positive mindset အပြင်နဲ့ AC ဘဝကိုဖျက်သိမ်းတဲ့သူမျိုးတွေပဲဆက်ကြည့်မှာအဲ့တော့ DVD ကိုကြည့်တယ်ဆိုရင်ဒါလုံးဝကျွန်တော်တေချာတယ် DVD ကိုကြည့်ရတဲ့လူကတိုးတက်ခြင်းစိတ်အပြည့်ရှိတဲ့သူမျိုးတွေဖြစ်နိုင်မယ်အာဆိုတော့နောက်ဆုံးအနေနဲ့ the walk လုံးဝဗျာ target ထဲမှာဆိုရင်တူအောင်နောက်ဆုံးကက်အဲ့တော့နောက်ဆုံးဘေး ဘာနဲ့လွယ်လဲအိမ်နဲ့လွယ်မယ်โอเคဆိုဒီကကပြောနေတာကလေဒီ inner peace ပေါ့နော်ငြိမ်းချမ်းရေးအခိုက်အတန့်မျိုးတွေပျော်ရွှင်မှုတွေပြီးတော့ဆန္ဒပြဝမှုတွေစိတ်ဖြစ်စီမှုကင်းတဲ့အခိုက်အတန့်မျိုးတွေမိသားစုတွေလူတွေနဲ့ပတ်သက်ပြီး communicate ဖြစ်တဲ့ကိစ္စမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီ reading ကိုကြည့်မဲ့သူတွေကလေ1111ဆိုတဲ့ကာလမပြောနဲ့အရင်ကလေးကကိုကသုံးဆိုတိုက်ကြားဆိုကိုက်ဆိုတဲ့သူမျိုးတွေများမယ် gender ဖြစ်တည်မှုယောက်ျားလေးမိန်းကလေးကိုဖယ်ပြီးတော့ဖြစ်ချင်ရာဖြစ်ကြားရစကုံကနိုင်အောင်စကားမဲ့ သူတွေဆိုတာကဒီထဲမှာပါတယ်ဒီခံစားချက်တွေနဲ့ဘဝအောင်ရှိစနေတဲ့သူမျိုးတွေများတယ်အဲ့တော့ဒီ within ကိုကြည့်တဲ့သူတွေကိုလေ drama ဘာခင်းလို့မရအောင်သူတို့ကစိတ်ကူနဲ့လက်သွေးဆိုရင်လက်သွေးကိုပဲစိတ်ဝင်စားတဲ့သူမျိုးတွေပေါ့နော်အဲ့တော့ဒီ within ကိုကြည့်ဖြစ်ခဲ့တယ်ဆိုရင်ဒီ11 11ဆိုတဲ့ color ကနေစပြီးတော့မင်းလို့ချင်တဲ့အရာတွေပြည့်စုံဖို့အချိန်တန်နေပြီဆိုတော့နောက်ဆုံးတကက်အနေနဲ့ကျွန်တော် target လေးတကက်ထပ်ချိုးပြီးပါမယ်အ in general ပေါ့နော်နောက်ဆုံးကက်အနေနဲ့ target ကနေပြီးတော့ကိုယ်ဘာပြောချင်လဲဆိုတော့ နှမပါ the hypothesis အာဆိုတော့ the final result ပေါ့နော်အမျိုးသမီးဖုံးတော်ကြီးကတ်လို့ပြောလို့ရတယ်ကိုယ့်ရဲ့ injuration ပေါ့နော်ကိုယ့်ရဲ့အလိုလျောက်သိမြင်တဲ့စိတ်တွေတစ်ခါလေခါကြရင်လေလူတွေကကိုယ့်ကိုမင်းကအကြမ်းမြင်ရနေရတာလို့မင်းကတခုခုကြိုသိရတာဆိုရယ်စိတ်မျိုးပြီးတော့ကြားတယ်ဒါကလေ no ကိုယ့်ရဲ့ injuration ပေါ့နော်အာစတုတ်ထားမျက်လုံးပွင့်နေလို့ပြောလို့ရတယ်အိမ်မက်တွေလက္ခဏာမျိုးတွေတိုက်ဆိုင်မှုမျိုးတွေကိုသတိထားကြည့်ကြည့်ဒီတိုက်ဆိုင်မှုမျိုးတွေအိမ်မက်တွေကလေတတ်တတ်မဟုတ်ဘဲနဲ့ portray ပေါ့နော်ဒီရဲ့ မကောင်းတဲ့အသိတွေကနေလွတ်မြောက်နိုင်ဖို့အတွက်မော်ဆန်နဲ့မက်ဂျစ်အတိဗိတ်တလို့ပြောလို့ရတယ်မှော်ဆံမှုတွေအသက်ဝင်လာပြီးပြောမှဆိုရင်ဒီနောက်ပိုင်းကာလတွေမှာအတင်းရတတိကတ်နိုင်ပြီးတော့ injuration မြင်လာတဲ့ခံစားချက်မျိုးတွေရလာလိမ့်မယ်ပေါ့နော်အဲ့တော့ဘလူးပဲဖြစ်လာဖြစ်လာဒီကာလကနေစပြီးတော့ manifest for out action ပေါ့နော်ပြီးတော့ story only လက်တွေ့လှုပ်ဆောင်မှုမရှိဘဲနဲ့ဆွတောင်းရုံနဲ့တော့ဇက်လန်ကဖြစ်မလာဘူးအာဆိုတော့အသက်နိုင်ဆုံးကန်ကန်ရဲ့အကျိုးယုံကြည်ပြီးတော့ရှေ့သက်ကြပါ TV တင်ကိုကြည့်ပြီးတော့ final result ပြောချင်တာကကြတော့ 11 butcher ဘောနော် transformation အသွင်ကူးပြောင်းလို့ကောင်းတဲ့ကာလပြီးတော့ witches grandam ဘောနော်စွတောင်းပြေဝချင်းကာလပြီးရင် divine abundance အာနှစ်ပုံကဲတို့လက်လက်ညွညွညာရေးဖြစ်ပြီးတော့ကြွယ်ဝမဲ့ကာလပြီးတော့ relationship life မှာဘောနော်ဆက်ဆံရေးညွမှုရလာမဲ့ကာလတွေဖြစ်ပါတယ်ဆိုတော့တောင်နောက်ဆုံးအနေနဲ့ကကျတော့ဒီ manifesting portrait အကြောင်းကိုတုံးတက်ရင်စေမတုံးတက်ရင်ပြီးပါတိတူကြော်သွား မဟုတ်ဘူးမတိတူကြော်သွားတိတူဖော်စားအဲ့တော့ဒီကာလကိုသိရဆိုရင်ကိုရောစိတ်ကောတိချပြန်ဆောက်ပြီးတော့ပြန်တီဆောက်ပါဒီနေ့တည့်ရထင်တဲ့ကိုရဲ့အကြံစီတွေစိတ်ကူးတွေကိုအတတ်နိုင်ဆုံးအသွေးတွေရွှေရှင်းလင်းလင်းပြတ်တာအောင်ထားပြီးတော့ကျွန်တော်ပြောခဲ့တဲ့အရာမျိုးတွေကိုပြန်ပြီးတော့အတင်းအတိကတ်ပြီးတော့ရှင်းစကြပါဆိုတော့ဒီဗီဒီယိုကိုဆုံးနဲ့ထိကြည့်ပေးခဲ့တယ်ဆိုရင် subscribe like comment လုပ်ခဲ့ပြီးဖို့မြန်မာရခင်အပါတယ်ကိုနဲ့သက်ဆိုင်တဲ့အရာမျိုးတွေကြုံကြိုက်တဲ့အရာမျိုးတွေရှိမှဆိုရင်လည်းဒီ stress တွေရဲ့ဒီဗီဒီယိုကိုကြည့်တဲ့သူတွေအတွက် this is your time မှာဒါကမင်းရဲ့အချိန်ပါပဲဆိုတော့တိုက်ဆိုင်မှုတွေရှိခဲ့မယ်ဆိုရင်မှန်ခဲ့ပြီဖို့မြန်မာရဲ့အခန့်အပါရခင်ဗျာဆိုတော့ see you in video ပါဗျာ